မင်္ဂလာပါခင်ဗျာဒီဘလိုလေးရတော့မဟာပရိဒဥစဉ်လေးနဲ့ပတ်သက်ပြီးတော့မနေ့ကဖြစ်ပေါ်သွားတဲ့အကြောင်းအရာလေးကို ကျွန်တော်အနေနဲ့ညွှန်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမနေ့က9ရက်17လ2025ရက်နေ့မှာ မော်လမြိုင်မြို့နယ်တန်ခမာနာယကဆရာတော်ဖရာကြီးများကနေပြီးတော့မဟာပရိဒဥစဉ်လေးကိုခေါ်ယူစစ်ဆေးတတိပေးတာတွေဆောင်ရွက်သွားပါတယ်ခင်ဗျာ အရှိဟာဘလို့ဒီမှာဘာပရိတ်တာဥစဉ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောနေတယ်ဝေဖန်နေတယ်ဆိုတာကအတ္တနောမတိကျွန်တော်ရဲ့တကူရေးခံစားချက်အရာပုံကိုယ်ကိုကြည့်ပြီးတော့ ဝေဖန်ထောက်ပြနေတာ မဟုတ်ပါဒါကလည်းလေးလာခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ကြံကိုအထောက်ထားလေးတွေလိုက်တိုင်းပြီးလေးလာလို့ရအောင်လို့ကျွန်တော်ကမူလပန္တာတကိုဖတ်ကြပါဝိမာန်တကတုတ်ကိုဖတ်ကြပါပဝရဏတုတ်ကိုဖတ်ကြပါ နောက်အနေတနာ20နဲ့တပါးစသည်ဖြင့်ပေါ့လေဓမ္မဒီပနီကျမ်းဒါတွေကိုလိုက်ဖတ်လို့ရှိရင်အပရိဒလုံနေတဲ့ဘုန်းကြီးတွေကိုကိုးကွယ်ရမှာလားသာသနာတော်အတွင်းမှာမရှိအောင်ဝိုင်းဝန်းဝေဖန်နှိမ်နှင်းတုတ်တင်ရမှာလားဆိုတာကိုခွဲခြားသိပါလိမ့်မယ်လို့ကျွန်တော်ကတည်ရချာချာကြံကိုလေးတွေနဲ့စေရနာထပ်ပြီးဝေဖန်ထောက်ပြပေးပါအဲ့ဒီမှာ ဆရာတော်၄၅ပါးရှိပါတယ်ကျွန်တော်အဲ့ဒီကွန်မန့်လေးမှာဝင်ကြည့်လို့ရပါတယ်။ပညာတတ်တွေဆိုတော့ဒါဟာအမှန်အမှန်ဆိုတာကိုစကားကြတာနဲ့သိပါထောက်ခံကြပါဘူး။သို့တော်လဲဘာသာရေးစာပေဘဟုတုတနဲ့အလံဝေးကြတဲ့လူတချို့ကကြတော့ဆဲတာတွေပါကြီးရှိတာပေါ့။ရှိစီတော့ကျွန်တော်ကတက်တက်နဲ့အာချောင်းပြီးဘယံမရာပြောတဲ့အထင်လို့ဆဲနေတဲ့လူတွေဖယားရှင်ရဲ့အဆုံးအမပိဋကတ်တော်အရကျွန်တော်ကနှမ်းနေတာကိုစေရနာနဲ့ထောက်ပြတာလား။ ခရာတို့ထောက်ခံနေတဲ့မဟာပရိဒိတာဥစဉ်လေးရဲ့လို့ရကမှန်တာလားဆိုတာကိုဖြေပေါ်သွားပြီဗီဒီယိုလေးကြည့်လိုက်ပါဥစဉ်လေးကိုအားကိုးပြီးတော့အခုညီတောင်းထားတဲ့ယောဂတဲ့ပြီးတော့ပိစာသမားတွေရောဒုက္ခတဲ့ရောပေါ့နော်ဥစဉ်လေးရေးလေးချင်အားစားပြီးတော့ပြစ်တော်လည်းမတုံးတော့ပါဘူးလူတန်းတွေလည်းဥစဉ်လို့ပြန်နားလိုက်ပါပြီဘာကြောင့်လဲဆိုလို့ရှိရင်မိမိတို့ရဲ့ဤဆက်ရာပရဟိတစာရင်းတွေရဲ့သူရှင်မှာအခု ကျွန်တော်ပြောပါတယ်ပရိဟိတအလုပ်ဆိုတာမိษွေတို့ကျွန်တော်တို့လိုလူဝတ်ကြောင်တွေကလုပ်ရင်အင်မတန်မွန်မြတ်ပါတယ်မြင့်မြတ်တဲ့အလုပ်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအလုပ်ကိုပဲအန်းတော်တွေကလုပ်ပြီးဆိုရင်တော့အင်မတန်နိုင်ကြယုံညံ့တဲ့အလုပ်အဖြစ်အသွင်ပြောင်းသွားပါဘာကြောင့်လဲဆိုရင်ရှေ့ကဘလော့ကြီးမှာကျွန်တော်ပြောတဲ့အတိုင်းရဟန်းတန်ခါတွေနဲ့လုံးဝမအပ်ဆက်တဲ့အတွက်ဘုရားရှင်ကတားမြစ်ခဲ့တာဖြစ်လို့ကြည့်ပေါ်ဗျာ မိဘစကားနားမထောင်တော့တာဇိုသမီးမိုက်တဲ့ခရစကားနားမထောင်ရင်ဒါပဲအဲ့ဒါကြောင့်မိန်းကြယုံညာနဲ့အလို့ဖြစ်သွားတာဒီဗီဒီယိုထဲမှာလည်းဒီဥစဉ်လေးကပြောသွားပါတယ်ဒီနေ့ဒီရက်ကစပြီးတော့သူဒီလုပ်တွေနားလိုက်ပြီတဲ့သူ့စီမှာအကူကြီးတောင်းထားတဲ့ပုံကိုယ်တွေအနေနဲ့နေစာရပရိတ်တာအဖွဲ့ကြီးစီမှာအကူကြီးတောင်းပါတဲ့သူ့အနေနဲ့လုပ်တော့ပါဘူးတဲ့ကောင်းတယ်မိတ်ဆွေတို့တခုတိထားမှာကကျွန်တော်တို့လူဝဲကြောင်တွေရဲ့အလုပ်ကို ီလူမလို့ဟိုလူလို့မှာလုတဲ့လူတွေအများကြီးဒါပေမဲ့ရဟန်းတစ်ပါးရဲ့အလုပ်ကိုကြတော့ကျွန်တော်တို့လူဝဲကြောင်တွေလုတ်လို့မရဘူးအဲ့ဒါနဲ့တင်ရဟန်းတစ်ပါးရဲ့တန်ဖိုးဟာဘလောက်မြင့်မြတ်တယ်ဆိုတာကိုပေါ်လွန်ထင်ရှားပါတယ်ဒါတော့ဒီအလုပ်တွေကို तू မလုတ်တော့ဘူးโอเคတကယ်ဒါအဲ့ဒီစင်ရင်တွေအတိအကျရှိကြည့်မဘူပါနဲ့ပရိုက်တာကိုထွန်းမင်းတို့လိုင်းတာယာကိုကြီးတို့ကုတုလေးတို့ဒါရင်မကဘူးအခြားသောပြိုက်တာလူမှုအဖွဲ့အစည်းတွေကကိုညီပါလိမ့်မယ် မပူညီမမပူနဲ့ငါမလို့ရင်သူတို့ဒုက္ခရောက်သွားမှာပေါ့လို့ရတော့နုံနုံနုံမတွင်းနဲ့ကိုတော်တို့လောက်ရမယ်အလုပ်ပဲကိုတော်အာရုံစိုက်တို့ရလာရင်ဗျာအဲ့ဒီဒုက္ခရောက်လို့အကူညီတောင်းတဲ့လူတွေကျွန်တော် channel ကိုအောက်ကဖွင့်မှန်လေးတာကြီးကျွန်တော်အဲ့ဒီလူတွေတိုင်တရာကိုကြီးတရိုက်တာကိုထွန်းမြန်းသူ့တူလေးအခြားအဖွဲ့စည်းတွေကိုပါကျွန်တော်ဆက်သွယ်ပေးလိုက်မယ်ဖုန်းနံပါတ်လူဝတ်တွေအလုပ်တဲ့အလုပ်ကိုလူတွေလောက်ရတာအင်မတန်လွယ်တယ်နောက်ထပ်ဆက်ကြည့်လိုက်အောင်ဒီကြောင်းပါ ခုချိန်မှာဦးဇင်းတို့ကိုမလူလားအပ်တဲ့ပုံစံတွေမျိုးမျိုးစုံနဲ့ဝေဖန်တိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့်ဆရာတော်ကြီးရဲ့ဩဝါဒခံယူပြီးတော့ဒီနေ့ချိန်ကစပြီးနောင်လာမယ့်ရက်တွေလာရဖြစ်ပြီးတိုက်အောင်ဦးဇင်းလေးတက်တော့အသုံးတော့ပါဘူးလို့ဦးမြကနေညှို့ပြရစီလွှမ်းမှန်ပြောတယ်လို့ပဲဒီကတော့တော်တော်များရိုင်းနေတော့ဆိုအဲ့ဒီတော့အခုဒီကိစ္စမှာလဲသူပြောသွားတာနားထောင်ကြည့်ပါ သူ့ကိုမလိုလားတဲ့ပုံကိုယ်တွေက ဝေဖန်တိုက်ခိုက်နေကြတဲ့အတွက်ဒီလုပ်ကိုနားလိုက်ပါပြီတဲ့ဆရာတော်ကြီးတွေမှလည်းဂတိကဝတ်ပြုပြီးတော့ဘယ်တော့မှမလုပ်တော့ပါဘူးဆိုပြီးဝန်ခံခဲ့တဲ့အကြောင်းဝန်ခံတယ်ဒီနေရာမှာပြောမယ်ယဟန်နဲ့မအပ်ဆက်တဲ့အလုပ်ကိုလုပ်လို့ဝေဖန်တဲ့သူတားတဲ့လူကိုတိုက်ခိုက်တယ်လို့သူကပြောသွားတဲ့ဖြစ်တဲ့အတွက်ဘုသူ့ကိုပြောရထင်တယ်လေအဲ့တရခန်ဖះရှင်ကိုပြောတာနဲ့အတူတူပဲအဲ့ဒီအလုပ်တွေကိုယဟန်တွေနဲ့မအပ်ဆက်လို့ ုလဒုတနာအမှုမပြုပါနဲ့လို့သာသနာတော်တန်ရှင်းရေးအတွက်အင်မတန်လိုအပ်လို့ဘုရားရှင်ကပြညာခဲ့တာဖြစ်တဲ့အတွက်ဘုရားရှင်ကတားခဲ့တာဖြစ်တဲ့အတွက်သူ့ကိုဝေဖန်တိုက်ခိုက်နေကြတယ်ဆိုတော့အင်းဒီဝီနည်းပညာချက်ကိုမူရင်းစထုတ်ခဲ့တဲ့ဘုရားရှင်ကတော့အဲ့ဒါပြောတာအစမတအရဆော်ကားဆိုတာပြောတဲ့စကားတလုံးကဘယ်ဘူးရောက်သွားတယ်ဆိုတာတော့မသိရှာဘူး ဲ့တော့စိတ်တူရမှာလားရည်ရမှာလားကိုမသေးပွဲတော့ပါကဲဒီတော့မဟာပရိဒါဦးစင်းလေးကိုဝေဖန်တဲ့ဗီဒီယိုတွေတက်လာပြီဆိုရင်ဆဲကျင်တဲ့လူတချို့ဝင်းရံနေတဲ့ဒေဒါနဝတ္တကလို့ခေါ်တဲ့အပိန်အဖြစ်နောက်လိုက်အလစီအပိတဲ့လူတွေကိုလည်းတခုတော့ပြောခြင်းနဲ့အေကောအလစီအလစီတတံပိကရောတိအေကောအလစီအလစီတယောက်ပြီးအလစီတတံပိ အလစ်စီ ရာထောင်တောင်းမကညာပြအောင်လေကရောတိပြုတ်တန်ဤတဲ့ဘုရားရှင်ကငါဘုရားရဲ့သာသနာတော်မှာတဲ့ဓမ္မဝိနည်းနဲ့မညီတဲ့အလစ်စီတယောက်ရှိနေရဲ့အဲ့ဒီအလစ်စီနဲ့ပေါင်းဖက်တဲ့အပေါင်းအတင်းတွေပါပြက်စီပြီးတော့အလစ်စီများစွာတိုးပွားနိုင်တယ်တဲ့လူတဘောကလည်းကောင်းလာတာအတုမဖိုးတာကြီးမကောင်းတာကိုကြတော့အတုဖိုးရတာလွယ်တာဘူးဗျဒါကြောင့်အတုမြင်အတတ်တင်လို့တာရှိတာကြီးအစ်စ်မြင်အတတ်တင်လို့ဘယ်မှာပြောကြလဲ မြန်မာစကားအဲ့ဒါတန်ဖိုးရှိတယ်အဲ့ဒီတော့ဘုရားရှင်ကအဲ့ဒါတွေသိတဲ့အတွက်နတ်တပါဆက်ပြောရလဲဆိုတော့ဓမ္မဝိနည်းနဲ့မငြိတဲ့အလဲစီပုံကိုယ်တွေဝဲအပြက်ကိုတဲ့ဖုံးဖိကာွယ်ချီးမြောက်ထောက်တန်လှူဒန်းနေတဲ့ပုံကိုယ်တွေဟာငါဖရားရဲ့သာသနာကိုဉာဏ်ဉာဏ်ပြည့်စည်အောင်ဉာဏ်ဉာဏ်ကြွယ်အောင်လုပ်တဲ့လူတွေပဲလို့ဘုရားရှင်ကတဲ့တယ်ကြီးကိုဆုံးမခဲ့တာဟာအားကြောင့်လဲဆိုရင်ဘုရားရှင်မရှိတော့နောက်ပိုင်းသာသနာမှာ သာသနာရဲ့အညစ်အကြေးတွေကိုကဲဆင်စေခြင်းလို့တပ်ပညုတညာအလုံးစုံကိုသိမြင်လို့ကြိုတင်ပြီးတော့ဆုံးမပညာခဲ့တာဖြစ်ပါတဲ့တဲ့ပြောရရင်ခုမဟာပရိဒါဥစဉ်လေးလိုပုံကူမျိုးတွေကိုဝင်းရံနေတဲ့ပုံကူတွေဟာဘာနဲ့တူတယ်လဲဆိုတော့ကိုကဗုဒ္ဓပိဋကတ်ဒီမလေးလာဦးတဲ့အခါကျတော့ဘာသာရေးအနှစ်သာရကိုမသိတဲ့အခါမှာလူမေးပရိဒါလောက်တာကိုသာသနာပြုတယ်လို့ထင်ပြီးသူတော်ကောင်းကြီးလို့ထင်နေကြတဲ့အတွက်အဲ့ဒါတွေကိုအားပေးအားမြောက်ပြုတယ် သာသနာဖြတ်တာနဲ့အတူတူပဲတဲ့ကျွန်တော်ပြောတာမဟုတ်ဘုရားစကားခင်ဗျားတို့မယုံရင်ခင်ဗျားတို့နဲ့နှိစက်တဲ့စာပေပရိယတ်ကျွမ်းကျင်တော့ဆရာတော်ရှင်တော်အရှင်မြတ်ကြီးတွေထံမှာသွားပြီးတော့လေ့လာပါမေးပါကျွန်တော်အတွက်မဟုတ်ဘူးမိတ်ဆွေတို့အတွက်ပြောတာသိစေချင်တာပါအဲနောက်တစ်ခုရှိသေးတယ်မနေ့ကဒီဦးစင်းလေးကိုခေါ်ယူတတိပေးလို့ပရိုက်တာတွေမလုပ်တော့ဘူးဆိုတဲ့အခါကျတော့ဘာသာရေးနှစ်တာရကိုဘာဆိုဘာမှမသိရှာတဲ့ဒုတိယတကယ်တနာစရာကောင်းပါလား ဒီကနေ့ဒီကနေ့တခြားဘလော့ရဲ့အောက်မှာဝင်ပြီးပုံမှန်ရေးသွားတယ်အဲ့ဒီစာလေးကိုသူ့ရဲ့ပုံမှန်လေးကိုဖတ်ကြည့်ပရိုက်တာလုံနေတဲ့ဦးစင်းလေးကိုလိုင်းပေါ်တင်ပြီးဝေဖန်တဲ့မင်းတို့ရဲ့လောက်ရကြအကူကြီးလူနေတဲ့လူတွေဒုက္ခရောက်နေကြပြီမင်းပြောရဲ့လားကျေနပ်ပြီလားမင်းဝတ်မလဲပါစေနဲ့တဲ့ကျွန်တော်ကသူကဝင်ပြီးတော့ပုံမှန်လေးရေးသွားတာပေါ့ဒါကသူ့ရဲ့ထင်မြင်ယူဆချက် အဲ့ဒါလေးကိုကျွန်တော်ကမြန်မာစာရဲ့အထိပ်ပဲတလုံးချင်းကိုပေးချရှင်းပြပါနံပါတ်1ပရိုက်တာလုံနေတဲ့ဦးစင်းလေးကို line ပေါ်တင်ပြီးဝေဖန်နေတဲ့ menu ရဲ့လုပ်ရအကြောင်းဆိုတော့ဒီနေရာမှာအမှန်ပြောရရင်အကယ်၍များမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးတတ်တော်ထင်ရှားရှိနေသေးရင်ဘုရားရှင်ရဲ့ရှေ့ထိသွားပြီးတော့ဒီလိုအလက်စီတွေကိုကိတာဂိတိအရကအလက်စီတွေတုန်းကလိုပဲခွေးမောင်းဝယ်မောင်းမောင်းထုတ်ပေးပါဗျာလို့ တဲ့တဲ့ကြီးကိုသွားရှောက်ချင်ပါတယ်ရှောက်လဲလျှောက်တင်မိမှာလားတိုင်းမတင်နေဆိုတာဘာမှကိုမထီအောင်လို့ကျွန်တော်အားကိုမရပါဘူးခင်ဗျနောက်တစ်ခုအကူကြီးလိုးနေတဲ့လူတွေဒုက္ခရောက်နေပြီတဲ့ရှေ့မှာပြောပြရပါပဲအဲကျွန်တော်တို့လူမှုအဖွဲ့အစည်းမှာဒီနေ့ခင်မှာပုံများပါတယ်ပရိုက်တာအဖွဲ့တွေမှာရေတွက်လို့မရအောင်ပေါ်ပါတယ်ရှေ့မှာပြောတဲ့အတိုင်းလူအရင်ဖုန်းနံပါတ်နဲ့တကွဆက်တွေ့ပေးလိုက်ပါ လုံးဝဒုက္ခမရောက်စေရပါဘူးနောက်တစ်ခုကမင်းပြော်ပြီလားမင်းကြည်နပ်ရဲ့လားဟုတ်ကဲ့ကျွန်တော်အရန်ပြော်ပါတယ်ကြည်နပ်ပါအားကြောင့်လေလေးအတင်ချင်းနဲ့ကဘာတသိန်းတိဖះရှင်ကိုတော်မြတ်ဟာခက်ခက်ခဲခဲကြီးရှာဖွေခဲ့ရတယ်ဒီသာသနာပါရမီဖြည့်ပြီးရှာခဲ့ရတာလေးအတင်ချင်းကဘာတသိန်းညာဘလောက်ကြာလဲပေးဆက် အဲ့ဒီလောက်နဲ့နဲ့တူးပြီးမှပေါ်လာတဲ့တန်ဖိုးကြီးတဲ့ယရနာကြီးအဲ့ဒီလိုသာသနာတော်မြတ်ကြီးကိုဖခင်ရဲ့စကားလည်းနားမထောင်ပညာရှိသူတော်ကောင်းတို့ရဲ့အဆုံးအမကိုလည်းမလိုက်နာပဲဖျက်ဆီးနေတဲ့ဒီလိုအလစ်စီတယောက်ဘုရားရှင်သာသနာတော်မှာရော့သွားတဲ့အတွက်ဒါဟာအင်မတန်ဝမ်းသာစရာပဲကျွန်တော်တို့ကဗုဒ္ဓဘာသာကြီးဘုရားရှင်ရဲ့သာသနာမှာ နေတာဖခင်ရှင်ရဲ့တာသနာတော်ကိုကိုးကွယ်ရတာပရိဒတ်လုတ်တဲ့လူကိုကိုးကွယ်ကြတာလည်းမဟုတ်ဘူးသင်ငန်းချုပ်ထားတဲ့ပုဂ္ဂိုလ်တိုင်းကိုလည်းကိုးကွယ်ရမှာမဟုတ်ဘူးအဲ့ဒီလိုတာသနာတော်ညှို့နှောင်းအောင်လုတ်တဲ့ပုဂ္ဂိုလ်တရားတာသနာတော်တွင်မှာတကယ်ပညာရှိပညာတတ်ယဟန်ကောင်းယဟန်မြတ်တွေရဲ့ခေါ်ယူစစ်ဆေးတတိပေးခံပြီးထိမ့်ချုပ်ခံရပြီဆိုတဲ့အတွက်သာသနာတော်ဖြည့်ဆည်းမဲ့ယံတစ်ခုတော့ကျင်းသွားပြီပေါ့ဗျာ ထားတဲ့ဂျင်းနဲ့ဆရာဘာရှိမှလဲဗုဒ္ဓဘာသာတရားနည်းလာအောင်မဲ့နောက်ထပ်မိဘမဲ့ဂေဟာတွေဖွင့်ထားပြီးသာသနာဖြစ်နေတဲ့အယုဒ္ဓအနတ္တတွေတဖြည်းဖြည်းနဲ့လာမှာပညာရှိတွေကကြည့်မနေဘူးဒီတိုင်းနောက်တစ်ခုမင်းဝတ်မလဲပါစေနဲ့ဘာလီလာပြောနေခွာတော့ချာကျွန်တော်တို့ကပုပ်ကိုကိုတိုက်နေတာမဟုတ်ဘူးလေ အရမဓမ္မနဲ့တိုက်ထုတ်နေနေနေဘုရားအဆုံးအမပြညာချက်အတိုင်းဝေဖန်နေနေနေတာဖြစ်တဲ့အတွက်တွေ့ကြည့်ဗျာဥပမာဥပမာပြောရအောင်ဒါကဘုရားရှင်ရဲ့သာသနာတော်များကြီးဆိုရင်အဲ့ဒီသာသနာတော်များကြီးကိုနေရွေ့အောင်ပြည့်စည်အောင်၆ကဘာတဲ့ဘဝနဲ့ကိုယ်ဘဝနဲ့၆ကဘာတဲ့တွန့်ချနေတဲ့ပုံပုံတွေကိုကျွန်တော်တို့ကမတွန့်နဲ့မတွန့်နဲ့ဆိုပြီးခွေးမောင်းဝမ်းမောင်းမောင်းထုတ်ရတဲ့ကုသိုလ်တော့ညံ့ညက်တာ ဘယ်မှာရှိဟုတ်တယ်မအဲ့ဒီတော့ဒီလူအကုတို့လှုပ်ထားတဲ့ပုံကူတရားရဲ့အနာကိုပေးကြတဲ့မိတ်ဆွေခမကြောင်တော်တော်ပြောတဲ့ဝိတုခါကရောင်လို့တောင်းကတ်ရဲမှာမဟုတ်ဘူးကျွန်တော်ကရှင်းရှင်းပြောတာလေအရမကိုဓမ္မနယ်ပဲဝေကနေနေတာပုံကူစိတ်မဝင်စားခုဒီကိုယ်တော်လေးတတိပေးခံရပြီ။ Okay ။ဒီနေ့ကစပြီ။အဲ့ဒီကိုယ်တော်လေးအကြောင်းကျွန်တော်က ဘလော့တစ်ခုအနေနဲ့ဖန်တီးနေစရာလုံးဝမလိုတော့ဘာလို့လဲသူကသာသနာညှိုးနှိုင်းတဲ့အလုပ်ကိုမလုပ်တော့ဘူးလို့ခတိပေးထားတဲ့အတွက်အဲ့ဒီအလုပ်ကိုဆက်မလုပ်မချင်းဒါတော့မှခေါင်းနဲ့ထည့်နေတာမလိုတော့ရန်အေးသွားနောက်ဆက်လာအောင်မယ်ဒီပရိဒ်ကမိဘနဲ့ခေဟာအလေးစီးတယ်ကဲဒီနေ့ဒီဘလော့ကတော့ ချိန်ပေးပြီးကြည့်ရှုကြတဲ့မိတ်ဆွေတွေအတွက်လည်းညစွာတော့အကျိုးရှိနိုင်မယ်လို့ကျွန်တော်ကယုံကြည်ပါတယ်ခင်ဗျာဒီဘလော့ကတော့တကယ်ကိုအေးဆေးဆေးလေးပါအရသာရှိရှိလေးတင်ဆက်ရတာဖြစ်တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ